ငါဟင်းစားတဲ့သူတွေဒီဗီဒီယိုကိုကြည့်တင်ပါတယ်ဒီအမျိုးသမီးကတော့ငါဟင်းနဲ့ထမင်းစားခဲ့ပြီးငါအယိုးစူးသွားတာကိုလက်နဲ့နှိုက်ပြီးစမ်းကြည့်ခဲ့တာကြောင့်အယိုးဟာလေပင်ကိုဖောက်ထွက်သွားခဲ့ပါတယ်ဖြစ်စဉ်ကတော့6လပိုင်း16ရက်နေ့ကထိုင်းတည်င်းနေမှာပေါ်ပြလာတဲ့ထိုင်းနိုင်ငံဖိချပုံမျိုးနဲ့ဘင်းစံဖန်ကြီးရွာမှာနေထိုင်တဲ့ရအိမ်မှုတယောက်မှာ သူ့မိမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုနောက်လူတွေဥပမာယူလို့ရအောင်အင်တာနက်ပေါ်မှာ posting ခဲ့တဲ့အပြင်ထိုင်းသတင်းဌာနတွေကပါကြေညာခဲ့ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသက်49နှစ်အရွယ်ဖိစံမရာဆိုတဲ့ယာယီမှုပြောပြတာကဒီမတိုင်ခင်အရင်မှာမိမဖြစ်သူငါဟင်စားချင်တာကြောင့်ဈေးမသွားပြီးဥရှိတဲ့ငွေတိုးကိုရွေးပြီးဝယ်လာခဲ့တယ်အိမ်ရောက်တော့မိမဖြစ်သူကဟင်ချက်ခဲ့ပြီးဟင်ချက်သွားတော့လင်မယားနှစ်ယောက်အတူထိုင်စားခဲ့ကြတယ်စားနေရင်လည်းမိမဖြစ်သူက"သူမလဲပင်မှာငါအယိုးစုသွားတယ်"လို့ကျွန်တော်ကိုပြောတယ် ီလိုနဲ့ကျွန်တော်လည်းကျွန်တော်တို့ရွာဘန်းမှာငါအယိုးစူးရင်ဘိုးစင်ပေါင်ဆက်လုံနေကြဖြစ်တဲ့နီလန်အတိုင်းသမင်းအဖြူတွေကိုလက်နဲ့ဆုပ်ပြီးအလုံးလိုက်မြှို့ချခဲ့တယ်။အလုံးလုံးပြီးနောက်ပိုင်းမှာလည်းလေပင်နာရာဟာမတတ်တာလာပဲပို့ပို့ပြီးနာလာတာကြောင့်မိမဖြစ်သူကိုဆရာဝန်စီခေါ်သွားခဲ့တယ်။ဟိုရောက်တော့ဆရာဝန်ကဓမ္မန်ရိုက်ကြည့်ခဲ့ပြီးလေချောင်းမှာငါအယိုးစူးတာမျိုးမရှိဘူး။ဓမ္မန်နဲ့မှလည်းဘာမှမတွေ့ရဘူးဆိုပြီးဆရာဝန်ဖြစ်သူကပြောပါတယ်။ ီလိုနဲ့ဆရာဝန်ဟာလေပင်နာတာတတတော်အောင်အကိုက်ခဲပြောင်းစီပေးခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာလည်းမိမဖြစ်သူရဲ့လေပင်ဟာမတတလာတဲ့အပြင်တနေ့တခြားပို့ပို့ဆိုခဲ့ပြီးငါအယိုးစုတဲ့ဘတ်ချံဟာဆိုရင်လည်းရောင်ကိုင်းနေခဲ့ပါတယ်။အဲ့လိုနဲ့ပဲနေလာရင်နှစ်ပတ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့နာကျင်တဲ့ဝေဒနာဘလို့မှခံစားမနိုင်တော့လို့ခါးနာရင်ကတ်တဲ့ပလတ်စတာဝယ်ပြီးငါအယိုးစုလို့ရောင်နေတဲ့နေရာမှာကတ်ခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့အဒီနေရာကိုလန်နေနိုင်ပြီးစမ်းကြည့်ခဲ့တာကြောင့်အယိုးဟာလဲချောင်းကိုပေါက်ပြီးအပြင်ထွက်လာခဲ့ပါတယ်။ အဲ့အခါမှာတော့ဈေးရုံကိုအမြန်ပြေးကာဈေးရုံရောက်တော့ဆရာဝန်နေဟာထတ်တခါတမ်းမှန်ရိုက်ခဲ့ပြီးချက်ချင်းပဲမိမဖြစ်သူရဲ့လပင်ကိုခွဲစိတ်မှုပြုလုပ်ပြီးလေချောင်းထဲမှာစူးနေတဲ့အယိုကိုထုတ်ခဲ့ပါတယ်ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်းမှာထွက်လာတဲ့အယိုဟာနှင်းစင်တီမီတာလောက်တော့အရှိရှိပြီးဆရာဝန်ဖြစ်သူပြောတာကဒါမျိုးဝေဒနာရှင်ဘဝမှာတစ်ခါမှမတွေ့ဘူးဘူးအခုလို့လေချောင်းပေါက်ထွက်တဲ့အထိအယိုစူးခဲတဲ့ဝေဒနာရှင်ကိုတွေ့ရတာဆရာဝန်ရဲ့ဘဝမှာဒါပထမအူဆုံးအကျင့်ဖြစ်တယ်လို့ဆရာဝန်ဖြစ်သူမှပြောပါတယ် လက်ရှိမှာတော့ငါအယုစုခဲတဲ့ဝေဒနာရှင်အမျိုးသမီးကိုခွဲစိတ်မှုပြုလုပ်ခဲ့ပြီးဝေဒနာရှင်ဟာဆိုရင်လည်းပြန်တတ်တာလာခဲ့ပြီလို့ထိုင်းတဲ့တင်မှာပြောပါတယ်။နောက်ပြီးဆရာဝန်နေပြောတာကအခုလို့ငါအယုစုတဲ့အခါမှာသမင်းကိုလက်ထဲထဲစုပ်ပြီးအလုံးလိုက်မြှုပ်ချတာဟာဓာမာယွင်းနဲ့လောက်ရဖြစ်ပြီးအခါမသိမှုဆိုရင်အခုလို့ပဲငါအယုဟာပို့ပြီးနေဝင်သွားနိုင်ပြီးအဲ့လိုတွေငါအယုစုခဲမဲ့ဆိုရင်တော့သမင်းမြှုပ်ချတာမျိုးမလုပ်ပဲဈေးရုံစီကံအမြန်ဆုံးသွားကြဖို့ဆရာဝန်နေမှာတိုက်တွန်းခဲ့ပါတယ်။